ငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဆောင်းလက်ဆအဆောက်အုံပြူကြောင့်မှုထဲတည်ဆုံသွားတဲ့သူတွေအတွက်တယောက်ကိုရော်ကြီးငွေဘတ်16သိန်းစီပေးအပ်သွားမှာဖြစ်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ပါတယ်။ဒီရော်ကြီးငွေဘတ်16သိန်းကအထောက်အထားရှိတဲ့သူတွေအတွက်ပဲဖြစ်တယ်လို့ဆိုပါတယ်။အထောက်အထားမရှိတဲ့သူတွေအတွက်တော့အလုရှင်ကတာဝန်ယူရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်တန်ရာရထားတဲ့သူတွေကိုလည်းလစာ6လစာရဲ့90ရာခိုင်နှုန်းယော့ကျေးပေးပြီးကျမ်းမာရေးပြတ်ကောင်းလာတဲ့အထိဈေးကူတပေးမှာဖြစ်တယ်လို့ထိုင်းအလုတ်သမားအမြဲတမ်းအသွင်းဝင်ကပြောပါရယ် အပြည့်အစည်းတွေအောက်မှာပိတ်မိပြီးပျောက်ဆုံးနေတဲ့အလုတ္တမားတွေကိုရှာဖွေနေစေဖြစ်ပြီးမြန်မာအလုတ္တမား24ယောက်အပါအဝင်ထိုင်းအလုတ္တမား55ယောက်ကမ္ဘောဒီးယားအလုတ္တမား3ယောက်နဲ့လာအိုအလုတ္တမား3ယောက်ပါဝင်တယ်လို့ထိုင်းအလုတ္တမားဝန်ကြီးဌာနရဲ့စည်ရင်းတွေအရသိရပါတယ်။ဧပြီလ3ရက်နေ့စစ်ကောင်စီထုတ်ပြန်တဲ့စည်ရင်းမှာတိစုံသူ3000ကျော်ထိခိုက်ဒဏ်ရာရရှိသူ4500ကျော်နဲ့ပျောက်ဆုံးသူ900ကျော်ရှိနေပါတယ်။